အခုပြောပြမယ်စာစုလေးကတော့1956ခုစွန်လမြော်ရီမဂ္ဂဇင်းမှာစာရေးဆရာကိုမာယာပါဒပြန်ထားတဲ့စာရေးဆရာကြီးရာဘနာတကူရဲ့ The Golden Boat စာစုတွေကစာစုတစ်ခုပဲဖြစ်ပါတယ်စာစုရဲ့ခေါင်းစဉ်နာမည်အောင်ပွဲတဲ့ဇလန်လာဒီလို့ ောသလားပြည့်ရှင်ဘရင်မင်းမြတ်ကြီးဟာခိုးကိုရမင်းနဲ့သူစေရရဲ့မိတ်ဆွေကြီးဟူ၍အရနီဝင်ကွန်ဒရင်ဂျော်ဇော်သူနဲ့နီးစက်တဲ့ကာတိတိုင်းဘရင်မမကောသလားဘရင်နမင်ကြီးလေးလေးသူကမနာလို့ဝင်တော်စိတ်တွေဖြစ်လိမ့်ခွန်းငါဤနိုင်ငံတော်သားအလုံးကကောသလဘရင်သည်ငါထက်ကြီးကျယ်မြင့်မြတ်ပြီဟုယူမှတ်သည် သူတို့တန်လုံးကိုကောသလဘင်းသည်စွန့်ချေပိကလူတန်းကြီးများခင့်ဆွင်င်ဖန်ယူနေပြီရှက်ဖွဲရှိစွာတကားအိုးစစ်တေတော်တို့စစ်ပွဲတွေပြင်ဆင်ကြတော့ဒါဒီပါလေကြီးကျယ်မြင့်မြတ်ချင်းဤမှတ်ကြောင်ဖြစ်ကြောင်ပြန်ကုန်အာဆိုပြီးစစ်ပြင်တဲ့ ကာလမကြာပြီးမှစစ်ပွဲကြီးပြီးဆုံးသွားတယ်။ကောဒလာဘီယင်းနဲ့အာဆစ်ရှုံတော့တော်တောင်တွင်ကိုထွက်ပြေးရတယ်။အဲ့ဒီမှာစစ်နိုင်လူကကြွေးကြော်တယ်။စွန်ဂျေဘေကန်ဂျင်ဒီအသုံးမချလက်နဲ့အင်အားကနိုင်လေပြီတကား။ဒါပေမဲ့တလိုင်းအလုံးဝနေချင်းပူဆွေးချင်းတရားဖြင့်တိတ်ဆိတ်နေ။ ဖျားသခင်ဤမှန်ကန်သောတစ္ဆာတရားတဲ့ကွာအစုံမများကွဲပြောက်လျက်အပြစ်ကဲမဲ့သူများအနှိမ့်ဆက်ခံရလေပြီငါတို့ဤကဘာကြီးသည်ပျက်စီးလူနိဗ္ဗေပြီကဟူညီတော်ကုန်ကြသည်အဲ့ဒီခါမှာကာတိတိုင်းရှင်ပြင်းမိမြကပြင်းထန်သောတောသားနဲ့သူယူပမာဖြစ်တော့အမေចောင်းចောင်း ခေါ်သလားပြင်းသည်တိုင်းသူပြည်သားများဝွင့်ဝဲပူစေကြပါသည်နိငါသည်သူတို့၏အရှင်မဟုတ်ချေသလောဤသည်ဘယ်နည်းငါနှင့်တကွနိုင်ရတော့အားဖစ်စာဖော်ပြခြင်းမဟုတ်၏သလောစင်နိုင်သူတို့သည်စစ်ရှုံးသူတို့၏အင်အားကိုချုံးနေလျက်အောင်မြင်ရင်တရဖူကိုဆောင်ကြရပေသည်နားထောင်ကြလောငါဤဝန်ရှင်တော်များတို့ကောဒလာပြေရှင်အား ဖန်စီရဲငါဤနန်းတော်ကိုလာရောက်ဆက်သနိုင်ရင်မိသူအမဆိုစူတော်ဝေရွှေစင်တထောင်ပေးမိဟုတိုင်းပြီးအဝမ်းနိုင်မောင်ချင်းနေဟာကြရမည်ဝန်ရှင်တော်များသည်တနေဝင်တနေထွက်ချင်း၍မောင်ချင်းနေခကြသည်လူတို့အလုံးကနာကိုပေးလေဝေးရသူပြေးသွားကြသည် နိုင်ကြပြင်းသည်ယသည့်ယဟန်ဝိလျက်တောတောင်တွေတကူတွေလဲ့လေသွားလာနေပြီတဝီရင်ခီးသွားတူနဲ့ဆုံတွေ့သည်အဖင်တော့ပြောရတဲ့ကျွန်တော်အားကောတလနေပြီးတော့ကိုသွားရန်လမ်းပြပါလောယသည့်ကပြန်မိအဆွေတကားသင်သည် အပေလုံငါကောသလနေပြီးတော့ကိုသွားချင်းဖြစ်ပါလိမ့်နီခီးဘေကပြန်ပြောတယ်ကျွန်ုပ်ဤမျိုးယိုကကုန်တယ်ဖြစ်ပါသည်ပင်လေဒီ night လိုင်းနီကုန်ပစ္စည်းများဆုံးရှုံးခဲ့တော့အကျွန်ုပ်သည်ယခုအခါ၌တယူဤသောအသရာကိုမှမပိုင်ဆိုင်တော့သည့်တရုံးစားပေါ်မှာ ဖြစ်ချေရသည် ကောသလပြရှင်သည် ကိုကိုရမဲတို့ဤမိတ်ဆွေကြီးဖြစ်သည်သူသည်ကျွန်ုပ်အားဘေကာမဆာဖေလိငီဟုပြော၏မြေကြီးပေါ့များသည်ရှင်ရသိဤပါဗင်ဘော်တွင်ယူစီဂျာဆင်ရသည်ရှင်ရသိသည်တွေးတော်စဉ်းစားရင်ခရီးသည်အားပြုံသည်နောက်သမချာလေးဖြင်းညွှာပြောဆိုလေသည် ကောင်းပါပြီတကားတော့အသင်ဤဆန္ဒမြာပြေဝါစီရန်အတွက်အသင်သွားလို့သူဤထံကိုကျွန်ုပ်ပို့ဆောင်ပါတော်မူရှင်ရသည်ဒီနန်းတော်သို့ဝင်ရဲ့ကာတိတိုင်ပြင်းမြင့်မြတ်ဤရှင်မောသို့ရောက်လေသည်အကျွန်ုပ်ကကလောဒလာတိုင်ကိုဆွေရပြုဖြစ်ပေသည်အသင်နည်းရသည် ကျွန်ုပ်အားသင်ဤနန်းတော်အတွင်သို့ဖန်စီယူတော်ယူဆောင်လာသူအားစုဝေတော်အဖြစ်ရွှေစင်တထောင်ပြမိဟုဝန်ခံခရီးပြုခဲ့သည်ဤစုဝေကိုကျွန်ုပ်ဤအဖို့အားပေးလျက်သင်ဤခရီးကိုတီးပါစေလောဟုပြော၏နနောယင်ပြင်ရှိမူမညာစစ်တီရောကြီးများသည်ဆုံးအားသူများပေါ်မှာငြိမ်သက် သိစေရရှိမည်။ကာတိဘီနီအံအောယာအံအောဘွေယာရှာရှင်ရသေးအားအတန်ကြာမှဆူးဆဲချီရှူပြီးနောက်ရှင်လန်းအယစွာပြုံးရဲ့ပလင်ပေါ်မှဆင်းလေသည်။နောက်တခုလို့ပြောပါတယ်။အသင်ကျင်းသမားသင်ဒီသေးချင်းဒီယာကိုရင်ဆိုင်ရဲ့ ျွန်ုပ်အားအောင်နိုင်ရန်လမ်းစာကိုရှာဖွေခဲ့သည်အသင်နှစ်သက်ခုံမင်းလှသောဤမျော်လင့်ချက်လမ်းစာကိုကျွန်ုပ်ဖြိုခွဲရပြီတော့မီအိုးတိုင်းသူပြည်သားအပေါင်းတို့စင်မှန်သောအောင်ပွဲကိုကျွန်ုပ်ခံယူနိုင်ပေပြီတကားသူသည်ခိတညာနားနေပြီနော်အိုးဆွေတော်ရှင်မြင်းမြန်ကောသလပ်ပြီး အလုံးပြန်လည်ဆုံးမလျက်ကျွန်ုပ်၏အသေးနှလုံးကိုယူလေတော့ဂါတိဘီယန်ဒီချင်းရဲ့လက်များကိုဆုပ်ကန်ကဂျာဇာပလင်တို့ခေါ်ဆောင်နေသည်ထို့နောက်ပုံမုံများနှင့်လူနေသောရှင်သေးဤဥကောင်းထင်၌ယရနာခွန်ပါစီမြတ်တော်တရဖူကိုစောင်းနေပသည်ရာဘင်နတ်တို့ကို The Golden Boat မှာပြန်ဆိုပါသည်ပြန်ဆိုသူစာရေးဆရာကိုမာယာ 那怎么办？这究竟是怎么回事？